မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့စာလေးကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတဲ့မြမဒီမိုကရေစီကီနဲ့သူရဦးတင်ဦးစာအုပ်ထဲကဘိုးကြီးအုံးကျော်မြင့်နဲ့ပထမဆုံးနောက်ဆုံးအိမ်တို့နှစ်ကြိမ်ရောက်လာခြင်းကဆိုတဲ့စာလေးဖြစ်ပါတယ် ဒီအချိန်မှာဘူကြီးအုံးကြော်မြင့်အမှုကင်းကိစ္စဘသူတွေဘလောက်ဖန်စီစစ်ဆေးနေသလဲကျွန်တော်လုံးဝမသိရပါဘူးအိမ်မှာကျွန်တော်နားနေရစဉ်ကဘူကြီးအုံးကြော်မြင့်ကတစ်ချိန်ကြော့သွားဘူးပါတယ်ထို့ပြင်ရင်းအချိန်ကပြင်ဦးလင်စစ်တပ်ကတို့တွင်ဘူလောင်းများကို batch 17ကျောင်းစင်အခမ်းအနားလုပ်ပေးရန်ကျွန်တော်သွားရမည်ဖြစ်ပါတယ်။သို့သော ရာထူးမှအနားယူလိုက်ရသဖြင့်ကျွန်တော်ကိုသားဝတုကျော်ထင်ကတွားရောက်ပြီးကျောင်းစင်အခမ်းအနားလှုပ်ပေးရတယ်။ထို့သောပြင်ဦးလယ်မှာကျောင်းစင်အခမ်းအနားလှုပ်ပြီးနောက်ဝတုကျော်ထင်ရန်ကုန်ပြန်လာစဉ်ကသူ့ကိုရရရှိဘိုးကြီးအောင်ကျော်မြင်လဲပြန်လိုက်လာပြီးကျွန်တော်အိမ်ကိုရောက်လာပါတယ်။သူတို့ပြန်ရောက်သည့်နေ့ညမှာပဲကျွန်တော်အိမ်သို့ရောက်လာခြင်းဖြစ်ပါတယ်။ထိုချိန်ကည၈နာရီခန့်ရှိပါပြီ။ ကျွန်တော်ယာရုကနားသွားရပြီဖြစ်ပြီးအဆောင်ကျတရားမှမရှိချိန်မှာအိမ်ဝါတို့ဘိုးကြီးအောင်ကြုံမြင့်ရောက်လာပါတယ်ဘိုးချုပ်နဲ့တွေ့လို့သည်ဟုလာပြောသဖြင့်ကျွန်တော်ဇနီးဒေါက်တာတင်မိုးဝေကကျွန်တော်ကိုအိမ်ပေါ်ထဲမှာလာပြောပါတယ်ဘိုးကြီးအောင်ကြုံမြင့်ရောက်လာကြောင်းယခုအချိန်ခါပြုံးမှာအတွေ့မခံသင့်ကြောင်းတားဆီးနေပါသေးတယ်ကျွန်တော်ကမဟုတ်ပါဘူးကွာသူက ဗိုလ်ချုပ်ကျော်ထင်ရဲ့အကိုရေးအရာရှိပဲဘာမှမဖြစ်ပါဘူးဆိုပြီးအတွေ့ခံလိုက်ပါတယ်ဒီလုံးကမိမျိုးပြင်ဦးနဲ့မျိုးမှဝယ်လာတဲ့လက်ဖက်စိုးတစ်ထုပ်လက်ဖက်ကြောက်တစ်ထုပ်လဲကတော့လက်ဆောင်ဖြစ်ပါလာပါသေးတယ်ဒီလုံးကဗိုလ်ကြီးအုံးကျော်မင်းကကျွန်တော်ကို ပြောဒီမှာဗိုလ်ချုပ်ရဲ့သိပ်ပြီးကြီးနေစရာမကောင်းပါဘူးနိုင်ငံတော်မှာအဖက်ဖက်ကရိုးရင်းပြည့်စည်ကြဆင်းနေပြီး ျွန်တော်တို့လည်းတာဝန်ရတာလုံးဆောင်နေရပေမဲ့စိတ်ထဲမှာမချမ်းသာပါဘူးဇီဝရေးနဲ့ပတ်သက်ရင်လည်းယခုတော်တော်ကျက်သွားပြီနိုင်ငံငါချေးယူလာတဲ့ငွေတွေလည်းချီးလိုက်သုံးလိုက်နဲ့အားလုံးအစပြောက်သွားပြီပြီးတော့တခုရှိတာဇီဝရေးစနစ်နဲ့ပတ်သက်ပြီးလုံးကြခံရရမှာအားလုံးချွတ်ချော်သွားပြီဆိုတာကျွန်တော်တို့လူငယ်တွေကသိပါတယ်ပို့ပြီးတော့ဆိုးရတာကရေလုံငန်းနဲ့ပတ်သက်တဲ့အပိုင်းမှာကိုယ်လည်းမတက်ဘူး မကြွန်းခြင်းမူကျွမ်းကျင်ခြင်းလုံနေကြတဲ့အပိုင်းကိုလည်းတားလိုက်စီးလိုက်လုံးကြပြန်နေကျွမ်းကျင်တဲ့ technology နီးပညာနဲ့မလုံတက်ကြလို့အချို့ပင်လယ်ပိုင်းမှာရှိတဲ့ရေတရဝါတွေဟာသူတို့တက်တန်းကုန်သွားပြီးအချီးနှီးဖြစ်ကုန်ကြပြီဒီလိုဟာတွေကိုများများဆဆဖော်ထုတ်လုပ်ကိုင်နိုင်ရင်တိုင်းပြည်အကျိုးရှိမယ်စပားရောင်းတဲ့ကိစ္စမှာလည်းဆုတ်ယူလာတယ်ဘာပဲဖြစ်ဖြစ်စီးပွားရေးစနစ်လုပ်ငန်းပြောင်းမှာပဲဖြစ်မယ်ပြင်မှာပဲဖြစ်မယ် ဘိုးကြီးအောင်ကျော်မင်းကဒီလိုပြောတော့ကျွန်တော်ကလည်းအေးဟုတ်တယ်ကွာစီးပွားရေးစနစ်ပြင်မဖြစ်တယ်ဆိုတော့ငါလည်းမြင်တယ်ဒါပေမဲ့စီးပွားရေးစီမံကိန်းကြီးကြပြီးသူတို့လောက်ကြမှာပေါ့ဘိုးကြီးအောင်ကျော်မင်းက socialist စီးပွားရေးစနစ်ကတော့ဒီနည်းနဲ့ဆိုရင်မရနိုင်တော့ဘူးဒါနဲ့ပတ်သက်ပြီးတပ်မတော်တွေမှာတပ်မှုကြီးငယ်တွေအားလုံးလိုလိုပဲဝင်ဝင်မကြကြတော့ဘူးကျွန်တော်ကမင်းအဲ့ဒီစကားတွေမပြောနဲ့ မင်းပြောတာတွေမှားတယ်လို့ငါမပြောဘူးဒါပေမဲ့မင်းတို့ဘက်ကလည်းလှုပ်ရှားရှိတာတွေစက်ပြီးတိုးတက်အောင်လုပ်ကင်သွားကြရမှာပေါ့လို့လားပြောလိုက်ပါလေအမှန်ကတော့သူ့ဘက်ပေါင်းကျွန်တော်ကိုဘူကြီးအောင်ကျော်မင်းကလာဆွဲနေခြင်းဖြစ်ပါတယ်သူတို့ကလည်းစီးပွားရေးနဲ့ပတ်သက်ပြီးလေ့လာနေကြသည်ကိုအရက်ထဲမှာလည်းအစိုးရလုပ်ငန်းစဉ်ကိုမကြည့်နဲ့ကြောင်းပွားစီပွားစီပြောဆိုနေကြပါတယ်ဘူကြီးအောင်ကျော်မင်းကြားရမှာပါပဲသူတို့လူငယ်လူလာပိုင်းကတတ်မတော်ရာရှိများ တိုင်းပြည်အတွက်စဉ်းစားကြသည်ကိုသိရခြင်းကျွန်တော်ကဝမ်းသာမိပါသည်လေထိုချိန်ကသူတို့လူငယ်ရာရှိတွေဘလို့ပဲစိတ်လှုပ်ရှားလှုပ်ရှားကျွန်တော်နဲ့မသက်ဆိုင်တော့ပါဘူးထို့ကြောင့်ဒီအပိုင်းအတွင်းမှာဗကံကြောင့်ပါဝင်မြမပြည်အနှက်ဖျားဖူးခီးထွက်ရန်ကျွန်တော်စီစဉ်နေပါသည်လေယခုကျွန်တော်ကိုအင်းစိန်ထောင်တွင်း၌လာရောက်စစ်ဆေးကြပါတော့လေအစင်းမြေထောင်လိုင်းရာရှိဟုထင်ရသောအဖွဲကကျွန်တော်ကိုထူးခြားသောမိကုံတစ်ခုမိမြန်လာပါ ဘိုးကြီးအုံးကြော်မြင့်ဘိုးတို့အိမ်ကိုမလာဘူးလားကျွန်တော်ကသူ့ကိုပြန်မေးခွန်းထုတ်လိုက်ပါတယ်ခမားလို့ပြောတဲ့ဘိုးကြီးအုံးကြော်မြင့်ဆိုတာဘိုးတို့ကြော်ထင်းရဲ့ PSO ကိုကြီးအရာရှိကိုပြောတာလားဟုတ်ပါတယ်အဲ့ဒီဘိုးကြီးအုံးကြော်မြင့်ကိုပြောတာပဲဩအဲ့ဒီဘိုးကြီးအုံးကြော်မြင့်ကိုပြောတာဆိုတော့လာတယ်အိမ်ကိုသူလာတယ်လာပြီးကြော့တယ်သူကဘိုးတို့ကိုပါတယ်ပြောလဲဘိုးကြီးအုံးကြော်မြင့်ပြောတာကတော့ ယခုလိုဘုဇုတ်ဝေယာတို့ကနားခံလိုက်တာသူတို့စိတ်မကောင်းဘူးဝမ်းနေတယ်ကျွန်တော်တို့ဘုဇုတ်ကိုဘာအကူအညီပေးရမလဲပြောတယ်မင်းတို့အကူအညီဘာမှမလိုဘူးငါအေးဆေးဆေးပဲနေတော့မယ်ငါတို့အခုမိသားစုနဲ့ဗကန်ညောင်ဦးကိုဖျားဖူးသွားမယ် historical သမိုင်းဝင်နေရာတွေကိုလည်ပတ်မယ်ငါအသားငါမိသားစုနဲ့ဒုက္ခကြီးထွက်ဖို့စီစဉ်ထားတယ်နိုင်ငံခြားလဲသွားလည်မယ်လို့ငါပြောလိုက်တယ်ဒီမှာပဲစစ်စေးအဖွဲ့ခေါင်းဆောင်ကဤသို့ ပြောပါတယ်ဒါပေမဲ့ဘိုးကြီးအောင်ကျော်မြင့်နောက်တစ်ချိန်လာသေးတယ်ပေါ့လားကျွန်တော်ကလာတယ်ဘိုးကြီးအောင်ကျော်မြင့်နောက်တစ်ခါထပ်လာသေးတယ်ဘိုးကြီးကြောထင်းပြင်ဦးလွင်ကိုသွားပြီးကြောင်းစင်ပေးပြီးတဲ့အခါမှာသူပြန်ပါလာပြီးအဲ့ဒီနေ့ညရမှာပဲအင်ကိုရောက်လာတယ်အဲ့ဒီမှာတော့ကျွန်တော်ကိုလက်ဆောင်ငွေလေးတွေနဲ့ကတော့တယ်ကတော့ပြီးတော့ဘိုးကြီးအောင်ကျော်မြင့်ကဘိုးကြီးကိုဘာပြောသေးသလဲ ဗိုလ်ကြီးအောင်ကြောင်ပြန်ပြောတာတွေကတော့အများကြီးပဲမြန်မာနိုင်ငံရဲ့ဒီနေ့စီးပွားရေးအခြေအနေတွေကိုပြောပြတယ်။နောက်ပြီးသူပြောပြတာကနိုင်ငံတော်ရဲ့တရားစာတာဖြစ်တဲ့ရေထွက်ကုန်ပစ္စည်းတွေဟာမထုတ်လုပ်နိုင်မဲ့အလားဟသကုံဆုံးသွားတာသိနေနေတယ်။ကြာစီးပွားရေးလုပ်ငန်းတွေပါပဲယခုလိုဆုံးရှုံးပျက်စီးသွားတာတွေကိုပြောပြတယ်။နောက်ပြီးနိုင်ငံပိုင်လုပ်တဲ့စီးပွားရေးလုပ်ငန်းတွေပျက်စီးကုန်တာတွေလည်းပြောပြတယ်။နောက်တော့ဘာပြောသေးလဲ။မပြောပါဘူး။သူပြောတာဒါပါပဲ။သူပြောတာကြီးကျွန်တော်နားထောင်လိုက်ပါတယ်။တခြား ဘာအထူးကြတဲ့စကားပါသေးသလဲဘာမှမပါပါဘူးဒါပါပဲထိုနေ့ကကျွန်တော်ဤထွက်ချက်တိုင်းထွက်ချက်တိုင်းကိုကျွန်တော်ပြန်ဖတ်ကြည့်ပြီးမှန်ကန်ကြောင်းလက်မှတ်ထိုးရပါတယ်သူတို့လည်းလက်မှတ်ထိုးကြပါတယ်ဒီတော့ကဘိုးကြီးအုံးကျော်မြင့်ကိုလူငယ်စစ်အရာရှိတွေအနေဖြင့်ကျွန်တော်ကိုခေါင်းဆောင်တင်ရင်သည်ဟုလုံးဝမပြောခဲ့ပါဘူးဒီစကားဘေကလာတယ်လဲကျွန်တော်သိပါတယ်ဦးနေဝင်းကအတိုင်းပြည်မှာကိစ္စတစ်ခုပြဿနာမိွားရစလောင်မဲ့ပြီးဆိုရင်အခြေအနေကိုစောင့်ကြည့်နေပါတယ် ဦးနေဝင်ကြောင်းကျွန်တော်ကောင်းကောင်းသိပါတယ်။ဦးနေဝင်ကဘယ်သောအခါမှဆိုသူ့အလုပ်ကအတွက်အချက်အလွန်သွားပါတယ်။အောက်ချိန်မှာအမီးဘလောက်လှုပ်လို့ကိုလုံးဘလောက်လှုပ်လို့အဲ့ဒီအမီးနဲ့ကိုယ်တွေကိုဆက်ပြီးလှုပ်အောင်လှုပ်ခိုင်းထားတဲ့သဘောထို့သောအမီးနဲ့ကိုယ်တွေများလှုပ်ခါနေတယ်မှာဘယ်ကောင်ကခေါင်းမိုင်းလဲဘသူကညွန်ကြားခိုင်းစေတယ်လဲလိုက်ရှာပါတယ်ဒါကဦးနေဝင်ရဲ့လှုပ်ရုပ်လှုပ်စဉ်နေပြီပါပဲဒါကိုကျွန်တော် ကောင်းစွာသိပါတယ်။ဘသူကမကျေနပ်ဘူးဘသူကဘလို့ဖြစ်နေပြီဟု လာပြောနေသူခေါင်းမိုင်းမှာလှုပ်ရှားနေသူညွန်ကြားနေသူဘသူပဲသူစောင့်ကြည့်နေသည်ကိုကျွန်တော်သိပါတယ်။ဒါကသူတို့ socialist စနစ်ရဲ့သုံးဆွဲနေကြနေပြူဟာတခုမူဝါဒဖြစ်ပါတယ်။အမောက်ပြောကတခုဖြစ်ပြီးဆိုရင် နောက်ထပ်အမောက်ပြောကတခုကိုဒံပြန်ပြုလုပ်ပြီးအဖြေရှာစစ်ဆင်နေဖြစ်ပါတယ်။နောက်ထပ်အမောက်ပြောကတခုကို ဒါမယံပြုလုပ်ပြီးဒါကစစ်ထောက်လိုင်းကြီးမှာလောက်ကင်သောနေ့တနည်းဖြစ်ပါတယ်ကျွန်တော်တို့လည်းဒါကိုတင်ထားပြီးဖြစ်လို့သိပါတယ်အခုကျွန်တော်ကိစ္စတွင်လည်းလူငယ်ပိုင်းအရာရှိတွေမကြေမနက်ဖြစ်ကပြောဆိုအလှရှားနေပြီဆိုရင်ဦးနေဝင်းကခေါင်းရှာနေပြီဖြစ်ပါတယ်ဒီလှရှားမှုရဲ့ခေါင်းဆောင်ကဘယ်သူလဲကိုဦးနေဝင်းစောင့်ကြည့်နေခြင်းသာဖြစ်ပါတယ်ဒါကိုကျွန်တော်သိပြီးသားဖြစ်အပြောဆိုအနေထိုင်သိသိထားရပါတယ်ကျွန်တော်ကိုထိုးသောအချိန်ချင်းစစ်မေးနေဒီမှာ၃လခန့်ရှိပါတယ် ထို့အချိန်မှာပဲတစ်ဖက်မှာဘိုးကြီးအုံးကြော်မြင့်နဲ့အခြားစစ်အရာရှိ လူငယ်များမိတို့စစ်ဆေးနေသည် ဆိုခြင်းကိုကျွန်တော်လုံးဝမကြားမသိရပါဘူး။ဤသို့ဖြင့်1986ခုနှစ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာ3လကြာသောအခါမှုခဲမှာအတော်ပြည့်စုံစွာစစ်ဆေး၍ချက်လက်များပြည့်စုံစွာရရှိသွားပြီဖြစ်ပါတယ်။ဒီမှာပဲကျွန်တော်စိတ်မကောင်းစရာ ကြုံခဲ့ရတဲ့ကိစ္စမှာကျွန်တော်အိမ်လာပြီး ဘိုးကျုံဒါရီဟာကျွန်တော်တို့စိတ်ဆင်းရဲနာဖြစ်မှုစဉ်းစားနေကြတော့တာပါဘိုးကျုံနဲ့ဘာမှမဆိုင်ပါဘူးဘိုးကျုံအပြစ်ကင်းအောင်ဆောင်ရွက်ပြီးသားပါဟုရခင်ကပြောဆိုခဲ့သောတပည့်တော်တွေယခုတော့ဒါရီကသူတို့အသားထိတော်မီဆိုတာသူတို့သိတော့စစ်ဆေးတော့အခါမှာသူတို့အပြစ်လို့အောင်ထွက်ဆိုအစ်စ်ဆေးခံကြပါတော့လေအစကလာပြောတော့တမျိုးသူတို့မပြောပြီးတကယ်တော့ကျွန်တော်ခိုင်းပြီးတကယ်တော့ယခုသူတို့တရားယုံတော့မှအစ်စ်ခံကြရတော့တမျိုး ျွန်တော်အပေါ်အပြစ်ပူလေးပြီးသူတို့အပေါ်အပြစ်မရှိအောင်သူတို့၆ပြစ်ကင်းတဲလဲစင်ဖြစ်အောင်ပြောင်းလဲအစ်စ်ခံရသည်ကိုကြားရတော့ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်။ဝမ်းနေပြီး မျက်ရည်ပင်လဲမိပါတယ်။အော်လုံမလုံရပလီတယ်ကွာ။ငါပြောဆို တားဆီးခဲ့တဲ့အတိုင်းလိုက်နာပြီး ပြောစကားနားထောင်ဒီလိုအလုံမျိုးတွေမလုံနဲ့ဆိုရင်ပြီးပြီးသားပါ။ဟိုတုန်းကလူကြီး ဆုံးမတားဆီးခဲ့ဒီကိုနားမထောင်မဲ့အထွန်းတက်အင်ဂိုလာ သူတို့ကြော့ပါတယ်ဆိုပြီးလှုပ်ချင်ရည်လှုပ်ခဲ့ယခုငါ့အပေါ်အပြစ်ပုံချနေကြပါပြီကောဟုတ်ခန်းစားဝမ်းနေရပါတယ်ပြီးတော့ကျွန်တော်စိတ်မကောင်းဖြစ်ရသည့်ကိစ္စတစ်ခုရှိပါသေးတယ်ကျွန်တော်ဇနီးဒေါက်တာတင်မုံဝေအနားရရသည့်အခါကျွန်တော်သားနဲ့အတူ မန္တလေးမြို့ကိုခီးထွက်သွားပါတယ်မန္တလေးမှာပိုးစိန်တွင်ရှိနေသဖြင့် ကိုစိန်လွင်ကြိုလိုက်ပါစောက်ရှောက်လိုက်ပါဖုန်းဆက်ပြောလိုက်ပါတယ်ဘိုးစိန်လွင်နဲ့ကျွန်တော်တို့ကတက်မတော်မှာတကယ်ချင်းဖြစ်ခဲ့ပါလားထို့သောကျွန်တော်ဇနီးမန္တလေးခီးသွားခဲ့ရ၌ဘိုးချုပ်ကတော့ဒေါက်တာတင်မိုးဝေကလိုချင်သောပစ္စည်းများအဝယ်ခိုင်းသဖြင့်မိမိတို့စိုက်ထုတ်ဝယ်ပေးလိုက်ရသည်စသည်ဖြင့်ရုံးတော်မှာမတော်မသင့်အစ်စ်ခံပြောဆိုသွားကြပါတယ်ကျွန်တော်ကဒီသတင်းမျိုးတွေကြားဘူးနေသဖြင့် မကွေးမြို့ပကံချောင်းဦးမြို့ကိုကျွန်တော်မိသားစုသွားရောက်ဖျားဖူးကြစေဘုံကြီးထွန်းကြီးကိုကျွန်တော်မေးမြန်းခဲ့တယ်ကိုထင်းဒါကဘလောက်ကုန်ကြတယ်ကျွန်တော်ပေးမယ်ဆိုတဲ့အခါဘုံထွန်းကြီးကမကုန်ပါဘူးဘုဇုတ်ရဲ့ဒါကအသေးဖွဲလေးတွေပါဟု ပြန်ပြောပါတယ်တတ်မဟာမူတတ်မမူလုပ်ခဲ့သောဘုဇုတ်ထွန်းကြီးယခုတက်ရှိထင်ရှားရှိနေပါသေးတယ်ကျွန်တော်ပြောပြောသူ့ကိုမေးမြန်းနိုင်ကြပါတယ်ကျွန်တော်ကဘုံထွန်းကြီးကိုကုန်ကြစေအကုန်ထုတ်ပေးပါတယ် အမှန်အကန်ပေးခဲ့ပါတယ်သို့သောဘိုးထွေးကြီးကကုန်ကြစိတ်ကိုအပြစ်တော်မယူရှာပါဘူးယူတော့ယူသည်ရှော့ပြီးယူပါတယ်ဘိုးထွေးကြီးပြောတာလေးသတိရပါသေးတယ်မပေးပါနဲ့ဘိုးချုပ်ရဲ့ကို့ဆရာသမားမိသားစုခီးထွက်လာတာအကျွေးမွေးကလေးတော့ဧည့်ခံရမှာပေါ့ပြောပါတယ်ကျွန်တော်အထက်ကအရာရှိအမေမဖော်လို့သောဘိုးချုပ်ဇနီးခီးထွက်ရမှာဟိုပစ္စည်းယူလာဒီပစ္စည်းယူလာစစ်ထောက်လိုင်းကြီးကတိုင်းပြည်ကပေးထားသောငွေဖြင့် စိုက်ထုတ်ရှင်းပေးရသည့်ဒိစာမျိုးကျွန်တော်မိသားစုဘယ်တော့မှအဖြစ်မခံရအောင်ဂရုစိုက်တားဆီးခဲ့သည်အမှန်ပါကြံပါသေးတယ်လူတယောက်ဘဝကိုအစင်းမှာတွန်းကျင်ကြသော ကျွန်တော်တို့မြမာအများရဲ့ဓလေ့ကိုပြောကြင်ပါသေးတယ်ကျွန်တော်သားလန်လန်ကိုဆေးကုသွားစဉ်ကွယ်လွန်ရှာသောအခါရုပ်အလောင်းကိုမပုတ်မတိုးအောင်လှုပ်ဖို့ဈေးငွေကိုသူတို့ပဲစိုက်ထုတ်ပေးလိုက်ရသည်ဟုအစ်စ်ခံရရင် ကြားလိုက်ရပါတယ် ျွန်တော်ဤဇနီးယူရီးယားနိုင်ငံသွားစဉ်ပစ္စည်းတစ်ခုဝယ်စဉ်နိုင်ငံညာငွေမလောင်မငှဖြစ်သောကြောင့်ဗြိတိန်နိုင်ငံသုံးစပေါင်ငွေ30စိုက်ထုတ်ပေးလိုက်ရသည်ကိုဆိုတာမျိုးလဲတရားရုံးတော်မှာသက်သေအစ်စ်ခံသူတို့ကနှုတ်မှထွက်ဆိုကြပါလေအံ့ပါလေရောသူတို့ထဲမှာဘုံဝင်းထိန်ကတော့တော်ပါပြီလေအခု NLD ဘ ਹੁ ရင်တာဝန်ယူနေသောဘုံဝင်းထိန် သူကတော့တော်ရှာပါပြီလေသူက DSA စစ်တပ်ကတော့မှာပင် အောင်စစ်တီရဲ့ပညာထူးချွန်ရဲ့ဆက်ဆံပေါင်းသင်းမှု စုရဲ့ထူးချွန်စုသုံးခုစလုံးရခဲ့သူ very intelligent အလွန်ထက်မြတ်တဲ့ကြွားသူသူ့လိုထူးချွန်စုသုံးစုရသူစစ်တပ်ကတော့မှာတယောက်မျှမရှိဘူးပါဘူးနှစ်စုသာရကြသူတွေရှိပါတယ်အောင်စစ်တီနဲ့ပညာထူးချွန်စုနှစ်စုရလေရှိကြပါတယ် ကိုဝင်းထင်ကကျွန်တော်အိမ်ကိုအချိန်အများဆုံးလာတော့လူငယ်အရာရှိပါပဲသို့သောဘဝင်းထင်က ရုံးတော်မှာအစ်စ်ခံရရင်ကျွန်တော်တို့အပေါ်အပြစ်ပုံကြအောင်ဘာတခုံးမှမပြောခဲ့ပါဘူးမပြောရအောင်မီဘဝင်းထင်ကို တရားကုံရုံးမှာစစ်သည့်နေ့ကကျွန်တော်စိတ်ညစ်နေတယ်မှာပင်ပျော်ရွှင်စရာနဲ့ကြုံရပါသေးတယ်ကိုဝင်းထင်ကိုတရားရုံးတော်ကစစ်ဆေးသောနေ့မှာပျော်စရာအကောင်းဆုံးနေ့တစ်နေ့ဖြစ်ပါတော့တယ် ။ဘဝင်းတင်ကစကားပြောတော့လက်တော့ကြောင့်တရားသူကြီးကိုလည်းပြန်ဟိပြောပါတယ်။သူနဲ့တရားသူကြီးအချီအချစကားပြောကြစဉ်တရားရုံးတော်တစ်ခုလုံးတွင်တော်ဝါတဟာကြီးမောနေကြရပါတယ်။ကိုဝင်းတင်ကဉာဏ်ကောင်းပါတယ်။ Very bright very freelance အလွန်တက်ကြွထက်မြင်ပါတယ်။တရားရုံးတွင်စစ်ဆေးကြသည်မှာရက်အတော်ဝင်ကြာပါတယ်။ထို့စဉ်ဘိုးကြီးအောင်ကျော်မြင့်ကဒုတိယကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကျော်ထင်း ကိုရေးရရှိဖြစ်သဖြင့်လက်နက်တွေတောင်းဆိုတော့ပေးသည်သူကလက်နက်တွေပေးလိုက်သည်ကအမှန်ကန်ဒီမှာကျွန်တော်ကိုအမှုစွဲရန်ညှိနှိုင်းတော့အချက်တခုရှိသည်ဒီနေ့တွင် ကျွန်တော်ဤကိုရေးရရှိဖြစ်ခဲ့သောဘိုးကြီးစံကြည်ကညနေပိုင်းတွင်ကျွန်တော်ထံရောက်လာပြီးထူးခြားသောစကားကိုပြောပါလေဘိုးချုပ်ရဲ့အခုတော့အေးအေးဆေးသွားပြီတော်တော်စောစောတုန်းကဖြစ်စတုန်းကဆိုရင်မခံမရနိုင်ကြုံရတယ်သူတို့ပြောစုတဲ့ စကားနားထောင်ရတာလူငယ်စစ်အရာရှိတွေမကြင်မနက်ဖြစ်နေကြတယ်။ယခုဘာလို့ကြရင်ကောင်းမလဲပြောကြတယ်။သို့သောဘူဆန်ကြီးကကျွန်တော်ကိုပြောရမှာသူတို့လူငယ်စစ်အရာရှိတွေဘသူတွေဘလို့လောက်ကြံပြီဆိုသည့်အမည်နာမနဲ့အတိအကျဘာမှမပါဝင်ပါဘူး။ကျွန်တော်ကလည်းဒါတွေကို ဖြစ်ကြရမှာပေါ့ကွာဟု ပြန်ပြောလိုက်ပါလေ။ဘူဆန်ကြီးကဒီလိုမကြင်မနက်ကြသူတွေထဲမှာ ဘိုလ်တန့်စင်မြိုင်ကအပူလောင်ဆုံးမကြည်နဲ့ဆုံးလို့လည်းပြောပါသေးတယ်။ကျွန်တော်ရာလူရှိတဲ့ကကိုရီးယားရှိပြီးနှစ်ဦးရှိတဲ့ရာဘိုလ်ကြီးစံကြည်နဲ့ဘိုလ်ကြီးတန့်စင်မြိုင်လို့ဖြစ်ပါတယ်။အထူးတောင်းဝင်နဲ့ရောက်လာတဲ့အမိတ်နဲ့စာတို့ကိုဖတ်ရှုပြီးပြန်ကြားတဲ့တွေကိုပြန်ကြားကြရပါတယ်။သူတို့နှုတ်အထက်တွင်ဒုတိယဘုဟုကြီးအဆင့်ရှိသော Colonel GS တို့ရှိပါသေးတယ်။သူကတော့လုပ်ငန်းပိုင်းဆိုင်ရာတွေကိုဆောင်ရွက်ရပြီး ကာကွယ်ဦးစီးချုပ်ဤခီးစဉ်စသည်တို့ဦးဆောင်လုပ်ကိုင်ရပါတယ်။ယခုအခါဗိုလ်ကြီးအသံစီမြိုင်မှာအမေရိကန်ပြည်ထောင်စုတွင်ရှိနေပါတယ်။နိုင်ငံခြားအသံလွှင့်ဌာနတို့မှဗိုလ်ကြီးအသံစီမြိုင်မှတ်ချက်ပြုပြောဆိုသည်မှာတော်တော်ကောင်းပါတယ်။ဗိုလ်ကြီးစန်ဒီကတော့ယခုအခါမင်းမျိုးပြင်ဦးလွယ်မှာချမ်းသာကြွယ်ဝနေပြီ။သူကမင်းမျိုးစိုးစံအလွတ်ပညာရှင်ကြောင်းနဲ့ပေါင်း၍စစ်တပ်ကတော်ဝင်ငွေသင်တန်းဖွင့်ယခုတော့သူ့ကိုယ်ပိုင်အကြောင်းနဲ့ အဆင်ပြေနေပါတယ်။သူ့သားသမီးများကိုမင်းအမေရိကန်ကို ပို့ထားပါတယ်။ကျွန်တော်အချင်းထောင်ကလွမြောက်ပြီးခီးထွက်စဉ်ဗိုလ်ကြီးစံဂျီကအများကြီးစောင့်ရှောက်ခဲ့ပါသေးတယ်။စောစောကအမှုကိစ္စဆက်ပြောပါမယ်။ဗိုလ်ကြီးအုံးကြော်မြင့်အမှုမှာဗိုလ်စံဂျီကအစိုးရအသက်တွေ approval ဖြစ်သွားပြီးအပြစ်မှလူငင်းချမ်းသာဝင်ရပါတယ်။ ထိုစဉ်ကဗိုလ်ဆန်ကြီးကိုစစ်ထောက်လိုက်ရင်ကနှိပ်ဆက်ကလူပြွေသူတို့လိုချင်သောစကားများရုံတော်တွင်ထွက်ဆိုခိုင်းသည်ဟုသိရပါသည်။ဗိုလ်ဆန်ကြီးကိုစစ်ထောက်လိုက်ရင်ကနှိပ်ဆက်ညှင်းပိတ်ထွက်ချက်ယူသည်မှာဗိုလ်ကြီးအုံးကျော်မင်းတို့၏ပလော့အစီအစဉ်ကိုဗိုလ်ဆန်ကြီးကြားခဲ့ရသည်။ထိုအစီအစဉ်ကိုဗိုလ်ဆန်ကြီးကကျွန်တော်ကိုပြန်ပြောခဲ့သည်ကျွန်တော်ကမြို့ပြထန်ရောက်လာတော့ယင်းအမှုခင်းကိုတတ်ဆိုင်ရအစိုးရသို့တရင်ပို့ရန်တာဝန်ရှိပါတဲ့နဲ့တရင်မပို့ပဲထိန်ချန်ထားမှုကျူးလွန်သည်ဟုသူတို့ကဆွဆွဲပါသည်။ ။ဦးနေဝင်းအလို့ကြမျက်မှန်ဗိုလ်တင်ဦးကကျွန်တော်အပေါ်အပြစ်မကြရင်ကြအောင်စနစ်တကျဆောင်ရွက်ပေးရခြင်းဖြစ်ပါတယ်။နိုင်ငံတော်ကောင်းဆောင်ညီမတို့လှုပ်ကြရန်ကြံစီမှုတွေတော့ကျွန်တော်ကိုဆွဲချက်တင်ရန်မပါဝင်ခဲ့ပါဘူး။ထိုချိန်ကဗိုလ်ကြီးစံကြီးပြောဒီမှာနိုင်ငံတော်အစိုးရအပေါ်တမတော်အရာရှိလူငယ်တွေမကြင်မနဲ့ဖြစ်ကြပုံသာဖြစ်ပါတယ်။ဗိုလ်ချုပ်ရဲ့တပည့်ဖြစ်တဲ့ဗိုလ်ကြီးတန့်စင်မြိုင်ကမကြင်နှဆုံးဖြစ်နေတာဟုလည်းဗိုလ်ဆန်ကြီးပြောရတယ်ပါဝင်ပါတယ်။ ထို့ကြောင့်ကျွန်တော်ကပြောပြီးဖြစ်ပါတယ်။ဘိုဆန်ကြီးနဲ့ဘိုတန်းစင်မြိုင်တို့မင်းတို့လာခဲ့တဲ့မင်းမျိုးစစ်တပ်ကတူပြန်ကြတော့ဟုဒီလူငယ်နှစ်ယောက်ကလည်းစစ်တပ်ကတူចောင်းစင်းစင်ကထူးချွန်စုအသီးသီးရရှိပြီးသူများဖြစ်ပါတယ်။ကျွန်တော်ကလည်းထိုကဲ့သို့ပညာထူးချွန်သူများကိုသာကိုယ်ရေးရရှိဖြစ်ထားခဲ့ခြင်းဖြစ်ပါတယ်။ထို့ကြောင့်မင်းမင်းတို့နှစ်ယောက်ကိုထူးချွန်လို့ငါခေါ်ထားတာယခုငါစီမှာမင်းတို့ဘာတောင်းရင်မှမရှိတော့ဘူး။မိခင်ဌာနပြန်ကြတော့ဟုပြောထားပါတယ်။ ဗိုလ်ကြီးဦးကျော်မင်းကနိုင်ငံတော်ခေါင်းဆောင်ကြီးများလှုပ်ကြံရန်ကြံစည်မှုမှာ1986ခုနှစ်အောက်တိုဘာနိုဝင်ဘာလောက်မှာတရားရုံးသို့တင်၍စစ်ဆေးပြီးစီးသွားခဲ့ပါတယ်။ဖြစ်ရက်ကဒီလိုပါ1986ခုနှစ်မလ4ရက်9ရက်နေ့တွင်ကျွန်တော်ကိုယာရုကထုတ်ပယ်ခဲ့ပြီးတဲ့နောက်စက်တင်ဘာ3ရက်နေ့မှာလာရောက်ဖမ်းဆီးပါတယ်။ထို့နောက်ပထမအင်းစိန်အကျဉ်းထောင်ထဲမှာကျွန်တော်ကိုထောင်လိုင်းကစစ်ဆေးခဲ့ပြီး တရားရုံးတို့တရားစွဲတင်ခဲ့ပါတယ်စုစုပေါင်း3လခန့်ကြာမြင့်ခဲ့ပါတယ်ဒီတော့ကတရားရုံးရောက်ရေးကြည့်လိုက်တော့ကျွန်တော်သိဒီမှာဘိုးစံကြီးတူးတဲတာဖြစ်ပါတယ်ကျန်တဲ့တရားခန်တွေကိုကျွန်တော်မသိဘိုးစိန်မြင့်ပါလာပါတယ်ဘိုးမူကြီးလှပြီးပါပါတယ်ဘိုးပတ်ချက်ပါပါတယ်ဘိုးဝင်းသိန်းနောက်နံပါတ်1တရားခန်ဘိုးကြီးအောင်ကျော်မြင့်ပါပါတယ်ဒီတရားခန်အုပ်စုတွေထဲမှာဘိုးကြီးအောင်ကျော်မြင့်ကိုတော့ကျွန်တော်ကိုလာကြတော့သူမြင်မှုပါတယ် ဘိုးဆန်ကြီးကတော့ကျွန်တော်တပည့်ဖြစ်ပါတယ်။ဘိုးကြီးစိန်မြင့်ကစေယုံးမှာအလုပ်လုပ်ရင်ဘာလို့ပါလာရတယ်ကိုကျွန်တော်နားမလည်နိုင်ပါဘူး။ကိုလှဖေးဆိုဒီမှာဘုံမူကြီးလှဖေးဖြစ်ပါတယ်။ဒီခုကွယ်လွန်ရှာပါပြီ။ရခင်ကလွတ်တော်ကိုယ်စားလှယ်အဖြစ် NLD ကအရေးခံရပါသေးတယ်။ဘုံမူကြီးလှဖေးမှာထိုစင်းကမြောက်ပိုင်းတိုင်းတိုင်းမှုဖြစ်ပါတယ်။မြောက်ပိုင်းတိုင်းတိုင်းမှုဘုံမူကြီးလှဖေးကအေးမှုတွင်ဘလို့ပါဝင်ခဲ့သည်ကို မသိရ။ နောက်မှသိရသည်မှာဒီအမှုနဲ့ပတ်သက်၍တင်ပြခဲ့ကြသည်ကျွန်တော်တို့ဗိုလ်ချုပ်ကိုဒီလိုယာရုချလိုက်တာမတရားဘူးမကြည်နဘူးမခံကျင်ဘူးထချခြင်းနဲ့စသည်ဖြင့်ပြောပါရယ်ဤတွင်ဘုံမူကြီးလဖေကလည်းချကွာဟုဆိုပြီးပါလာပါရယ်ဒီလိုလုံးတဲ့ရန်ကြံစီယာမှာဘုံမူစိန်မင်းကလိုအပ်တဲ့လက်နက်များကို ထုတ်ပေးခဲ့ပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးဘူဆန်ကြီးကကျွန်တော်ကိုလာပြောတယ်အရေးကြီးဆုံးချက်ကဘူဆန်ကြီးကကျွန်တော်ကိုတရင်ပို့တယ်သို့မဟုတ် တရင်မပို့ဆိုတဲ့အချက်ဖြစ်ပါတယ်။ထိုချက်ကိုရရှိရန်ဘူဆန်ကြည်ထံကထွက်ချက်ပေးဖို့ရေးရဆက်ဆက်ပင်နှိမ့်ဆက်ညင်မှန်စစ်ဆီးခဲ့တယ်သိရပါတယ်။သူဖြစ်ကျွန်တော်ကတပည့်ဘူဆန်ကြည်ကိုတနာနေပါတယ်။နောက်ဆုံးကြတော့မင်းကဒီအကြောင်းကိုမထွက်ဆိုရင် မင်းလည်းပင် ကျိုးဝင်းဆိုပြီးအသေးတက်မယ်ဟုချိန်တခါ၆တလက်ထောင်းလိုက်တက်ကဘူဆန်ကြည်ကိုစစ်ဆီးခဲ့တယ်။ဒီအမှုမှာအဓိကတဲခန်းတို့မှာဘူကြီးအောင်ကျော်မြင့်နဲ့ ဘူကြီးဝင်းသိန်းတို့နှစ်ဦးတည်းသာဖြစ်ပါတယ်။ဘသူကိုမကြည့်နှက်ဘူးဘသူကဘလို့လုံးမယ်ဆိုပြီးပြောကြဆိုကြစူကြပွက်ကြနဲ့ဖြစ်ပြီးဖြောင်းမြသူကဖြောင်းမြနောက်တော့အေးအေးဆေးဆေးပြန်ဖြစ်သွားတယ်ဆိုပါတယ်ဘူကြီးဝင်းသိန်းကသူ့ဆရာသမားဖြစ်သူဘုံဦးကြီးတန်းတင်ကိုသွားပြီးပြောတယ်ဘုံဦးကြီးတန်းတင်ကဒီသတင်းကိုဝင်းကြီးချုပ်ဗိုလ်ချုပ်စိန်ဝင်းထံသွားပြောပါတယ်ဝင်းကြီးချုပ်ကအစိုးရအဖွဲ့ကိုတင်ပြပြီးအမှုကဘူးပေါ်သလိုပေါ်သွားပါတယ် ကျွန်တော်တို့ဘက်ဘိုးဆန်ကြီးကအစိုးရတက်တယ် approval ဖြစ်သွားတော့ကြောင်းထောင်းနာမခံရပဲလွတ်သွားပါတယ်နောက်ပိုင်းမှာမေမျိုး၌ဘိုးဆန်ကြီး ਨੇ ပြန်ဆောင်တဲ့အခါကျွန်တော်အင်းတွေခြံတွေကိုသူတို့အကုန်လုံးဝိုင်းပြီးကူညီလှုပ်ဆောင်ပေးကြပါတယ်ကျွန်တော်တို့တော့ဘိုးဆန်ကြီးကမြေကြီးကြငိုယုံနဲ့အတော်စိတ်ထိတ်ခိုက်နေပါတယ် နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးဖော်ပြသွားအောင်ပါမူစောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။